မင်္ဂလာပါနဲ့ကောင်းချသလားဒီနေ့အတူတူဆွေးနွေးမဲ့ကောင်းစီမဲ့ဟာဆိုရင်စကားတခုကိုညမမြတ်နီအဲ့လိုဖြစ်နေအကျွန်ုပ်ဒီစကားတခုကိုညမမြတ်တော်လေအိုးထရပီယာကိုရောဒီအကျုံးမဲ့ပြတော်မူဤတဲ့ဆိုတော့ဖျက်ခင်တာကျွန်တော်ကျမတို့မပြောတော်ရလေကျွန်တော်ကျမတို့ရဲ့လူလာတဲ့အရာ လိုအပ်တဲ့အရာမှန်တယ်ဗျာတင်းနှင်းတော်မူရဲ့ပြီးရင်အင်းငါဒီသူတို့မခေါ်မီတပ်ပြင်သူရှောက်စင်ရင်းပြီးငါနာထောက်မီတဲ့ဘလောက်စားလဲနော်အဲကျမတို့မတောင်းလျှောက်ခင်ကြရတယ်သူကနားတောင်းနေတယ်ဆိုတော့ဖျက်ခင်ဟာတကယ်တကယ်ကျွန်တော်ကျမတို့ကိုမေတ္တာထားတော်မူရဲ့ဆိုတာသိရတယ်ထိုအခါထောင်ရဖျက်ကိုချုပ်ရတော့သူတို့ဒီတယောက်ကိုတယောက် ုတ်ဆက်၍ရောဆိုကြ၏။ထာဝရဘုရားသည်လည်းနားထောင်ကြားတော်မူ၏။ထာဝရဘုရားကိုချုပ်ယူ၍နာမတော်ကိုအောက်မဲ့တော်သူအဖို့ရှိတော်တွင်စည်င်း၌မှထားလျက်ရှိ၏လို့ဆိုတော့ကျမတို့ဆုတောင်းတာတော့အပထားလိုက်ဆုမတောင်းမဲနဲ့ယုံကြည်သူအချင်းချင်းဘုရားခင်ကိုကြောက်ရွံ့တဲ့လူတွေအချင်းချင်း ဆွေးနွေးတိုင်ပင်တဲ့စကားလေးတွေနော်တို့များကိုကိုနာနာချီအောင်လုပ်တဲ့ဟာကိုစိတ်နာမှအချင်းချင်းဝေမြတဲ့စကားဒီမဟုတ်ဘူးကျွန်တော်အောင်မင်းလို့ဝန်မြောက်လို့ပြောတဲ့စကားဒီဝန်နဲ့လို့ပြောတဲ့စကားဒီမှာစအသေးစိတ်ပြန်ချင်တာဒီမှာ နားထောင်ပေးမှကြားတော်မူတယ်တဲ့ဒီလိုဒီဖျက်ဆင်းကျွန်တော်ကျွန်တော်တို့ကိုကယူဆိုင်တော်မူတယ်နော်အပြီးတူတူနာမကိုအောက်မဲ့တော်သူအဖိုးတဲ့ရှိတော်ဆိုင်စရင်နိုင်ဘတ်တာလျရှိတယ်ဒီဆံပေနော်ကျမတို့ရဲ့ခံစားချက်တိကျမတို့ဝမ်းမြောက်တာဝမ်းနေတာကစားကုန်းအသေးစိတ် ရန်ချင်းစေရင်ဘတ်ပတ်ချပေးရတယ်လို့ဒီလောက်ဒီကြောင့်ဒီမှာလို့ကိုတဖက်တမစ်တာနဲ့မကုန်ခန်းနိုင်တဲ့မစ်တာနဲ့ချစ်တော်မူတဲ့ဖရန်ချင်းအထံတော်ပါမှာဒိုးဝင်ချင်းကမှာရှိတဲ့ပြဿနာတွေနဲ့ပြောရအောင်ကျမတို့ဝင်းမြောက်ရင်လည်းသူ့ကိုဂုံတော်ချီးမွမ်းခြင်းနဲ့သူနဲ့စကားပြောကြရအောင်ခတ်သိမ်းတော့အရာကိုဖရန်လက်တော်ထဲမှာထားကြစို့ကျေးဇူးများတင်နေ ဖျားရှင်ကောင်းကြည့်ပြီးလို့ရှိတဲ့ခါပြန်တွေ့ကြမယ်ဘာလဲ